နိုင်ငံတိုင်းမှာဒီစီးရေးရီမန်ချက်တွေရှိကြပါတယ်။အမေရိကန်ရဲ့စီးရေးရီမန်ချက်ကလေယာဉ်တွေသင်္ဘောတွေနျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့ရင်ခုန်သင်္ဘောတွေနဲ့ကိုပြောင်းလေယာဉ်တွေကိုဖြန့်ကျက်နိုင်ဖို့ပါ။မြောက်ကိုရီးယားကတော့နျူကလ িয়ার ထိပ်ဖူးတဲ့တာဝဲပြေမဆိုင်တွေပါ။တရုတ်ကတော့လက်ရှိခေတ်မှာဆိုရင်နျူကလ িয়ার ထိပ်ဖူးတဲ့မဆိုင်တွေအပြင်ဒရုန်းတွေစီကိုပါအာရုံစိုက်ထားပါတယ်။ရုရှားကတော့ hypersonic နဲ့ကိုပြောင်းမဆိုင်တွေကိုအာရုံစိုက်ပါတယ်။ KH101 နဲ့102မှာဆိုင်းတွေကတော့ရာဆာရဲ့ကိုပြောင်းမှာဆိုင်းအမျိုးအစားတွေဒီမှာပါပါတယ်။ဒါပေမဲ့ရာဆာမှာအဲ့ဒီမှာဆိုင်းပဲရှိတာမဟုတ်ပါဘူး။ KH69 လို့ခေါ်တဲ့ကိုပြောင်းမှာဆိုင်းတစ်မျိုးလည်းရှိနေပါသေးတယ်။ယူကရိန်းစစ်ပွဲမှာရာဆာကလက်နက်မျိုးစုံကိုထုတ်သွင်းပါတယ်။စေးကစ်ကလက်နက်တွေကအစားနောက်ဆုံးထွက်တဲ့ original လို့မှာဆိုင်းတွေအစုံသုံးပါတယ်။ဒီတော့ဒီလိုရာဆာကသုံးတဲ့လက်နက်တွေဒီမှာကိုပြောင်းမှာဆိုင်းဖြစ်တဲ့ KH69 လည်းပါလာခဲ့ပါတယ်။ ဒီနေ့ကတော့အဲ့ဒီ KA69 မှာဆိုင်းကြုံခဲ့ရတဲ့ Ukraine စစ်ပွဲကအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။စစ်ပတ်နည်းပညာနဲ့လက်နက်စနစ်တွေမှာကိုပြောင်းဆိုတာကအစင်းမြင့်တဲ့အထိမှပါပါတယ်။ကိုပြောင်းစနစ်ကရေဒါမှာပဲမမြင်ရတာဆိုတာကိုအများကြီးရှင်းပြဖို့လိုတော့မယ်မထင်ပါဘူး။မျက်လုံးနဲ့မြင်ရပေမဲ့ရေဒါစနစ်မှာတော့သူ့ကိုကောင်းကောင်းမြင်တွေ့ရဖို့ခက်ခဲပါတယ်။ Radar Cross Section RCS လို့ခေါ်တဲ့ရေဒါပုံရိပ်မှာတော့ကိုပြောင်းစနစ်တွေက ရှိနေတဲ့အရွေအစားထက်ပိုသေးပြီးမှမြင်ရပါတယ်။ K69 ကအဲ့ဒီလိုမဆိုင်အမျိုးအစားပါ။ ASEAN မှာပုံမှန်အရွေအစားထက်ပိုသေးတဲ့မဆိုင်တွေမျိုးပါပဲ။ဒီလိုမဆိုင်ကရာစာအတွက်တော့အစွမ်းထက်ဆုံးလက်နဲ့ဖြစ်လာရမှာပါ။သူကတက်ဆင်မှုရည်ရတာကလည်း SUPPT7 လို့လို့ပြစမမျိုးဆက်လေယံတွေမှာပါ။ပြောရရင်တော့ကိုပြောင်းလေယံတွေမှာကိုပြောင်းမဆိုင်တွေကိုတက်ဆင်တာပါပဲ။ရည်ရချက်ကောင်းပါတယ်။ရန်သူတွေရဲ့ကောက်ကွေးရစနစ်တွေကိုရှောင်လွှဲနိုင်တဲ့လေယံနဲ့လက်နဲ့ဆိုတာက လိုက်ဖက်တဲ့အရာပါစွန်အာမြင့်တက်ခိုက်မှုမသိရှိနိုင်မှုနဲ့တားဆီးမရနိုင်တဲ့လက်နက်စနစ်တွေပါပဲပူတင်အတွက်လည်းဒီလီယန်နဲ့လက်နက်စနစ်ကယူကရိန်းမျိုးပြတွေကိုကောင်းကောင်းချိန်ဆောက်ပေးနိုင်တဲ့အရာဖြစ်နေပါတယ်ပေါက်ကွေးမှုတွေဖြစ်မှာပဲတိုက်ခိုက်ခံရတာကိုသိရတာကစစ်ပွဲအတွင်းမှာအတော်ကိုချိန်ဆောက်နိုင်တာပါမမြင်ရတဲ့တစီတွေကိုလူတွေပိုကြောက်ကြတယ်လို့ပါပဲဒါပေမဲ့ယူကရိန်းတွေကအခုတော့မကြောက်ကြတော့တဲ့ပုံပေါ်လာပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ပြေရှားနိုင်ခဲ့ကြတဲ့အတွက်ပါ SUPPD ဆက်ဘက်ကိုတော့မဟုတ်ပါဘူး။ကိုပြောက်တယ်လို့ကြွေးကြော်ထားတဲ့ KH69 မဆိုင်ကိုပါ။ပြစ်ရှာမှုအတွက်ယူကရိန်းကတုံးလိုက်တဲ့လက်နက်ကလည်းအစင်းမြင့်တဲ့မဆိုင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်ဖန်တီးထားတဲ့လက်နက်မဟုတ်ပါဘူး။ပူတင်ရဲ့ကိုပြောက်မဆိုင်ကယူကရိန်းရဲ့ဈေးပေါ်တဲ့လက်နက်နဲ့ကြုံတော့ခဲ့ရတဲ့အခိုက်အတန့်ပါပဲ။တော်တော်လေးကိုခံရခက်စီမဲ့ဖြစ်ရပါပဲ။စစ်သည်င်းတွေတင်ဆက်ပေးနေတဲ့ United 24သတင်းဌာနကအော်တိုဘတ်စီရဲ့နေ့မှာသတင်းတစ်ခုကိုတင်လာပါတယ်။ ယူကရိန်းကအင်အားစရာကောင်းတဲ့မဆိုင်တိုက်ဖြဲရေးကိုလုခဲ့တယ်ဆိုပြီးတော့မှသူတို့ရေးလာခဲ့တာပါ။ကိုပြောက် KA69 ကို APKWS မဆိုင်နဲ့ဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီးတော့မှတင်ဆက်ပေးခဲ့ပါတယ်။ယူကရိန်းသုံးတဲ့မဆိုင်အကြောင်းကိုတော့နောက်ပိုင်းမှာပဲကျွန်တော်ပြောပါမယ်။အတန်းဖြင့်ကတော့ APKWS မဆိုင်ကလေဆာလမ်းညွန်စနစ်နဲ့အလုပ်လုပ်ပြီးတော့ဝေဟင်ပြင်မှတ်တွေကိုဂျာဖြတ်တားဆီးပေးနိုင်ပါတယ်။ drone တို့လိုမျိုးအနှိမ့်ပြန်လဲတာမှမဟုတ် အချိန်နှေးကွေးတဲ့အရာတွေကိုဖျက်ဖို့အတွက်ရည်ရွယ်ပေမဲ့ယူကရိန်းကတော့ဒီလက်နက်စနစ်နဲ့ကိုပြောင်းမဆိုင်ကိုပြစ်ခတ်ဖျက်ဆီးပြခဲ့ပါတယ်။ဈေးနှုန်းအရမှာလည်းယူကရိန်းရဲ့လက်နက်ကဈေးအများကြီးတက်တာပါပဲ။ပြီးခဲ့တဲ့စက်တင်ဘာလကထုတ်ပြန်ခဲ့တဲ့ယူရိုမင်းဒိန်းသတင်းဌာနရဲ့သတင်းမှာတော့ရုရှား KA69 ကသတင်းကိုဒေါ်လာ5သိန်းလောက်ရှိတယ်လို့ပြောထားပါတယ်။ယူကရိန်းကတုံးသွားတဲ့မဆိုင်ကတော့ဈေးနေပါတယ်။ United 24ရဲ့သတင်းအရဆိုရင်ဒေါ်လာ2500လို့ပြောပါတယ်။ ဒါကဘာလို့ဆိုလို့လဲဆိုရင်ယူကရိန်းက20ရှိုးတရှိုးနဲ့အောင်မြင်တော့ခဲ့တာပါရုရှားဘက်ကညှင်းချင်ရင်တော့မှညှင်းလို့မရတော့ပါဘူးယူကရိန်းကအဲ့ဒီအဖြစ်အပျက်ကိုဗီဒီယိုမှတ်တမ်းနဲ့ Facebook ကဒီ Air Comment East Page မှာတင်ခဲ့ပါတယ်ဗီဒီယိုမှာတော့ရုရှားရဲ့ KH-60 နိုင်ငံပြန်တန်းနေတာကိုတွေ့ရမှာပါတေချာကြည့်ရင်တော့အဲ့ဒီမဆိုင်ကိုလေဆာနဲ့အမှတ်အသားလုပ်နေတာကိုတွေ့ရပါတယ်ဒီနောက်မှာတော့မကြပါဘူး KH-69 ကယူကရိန်းရဲ့ဒေါ်လာ1000ခွဲတဲ့မဆိုင်နဲ့ပြေရှားခံရရပါတယ် ရုရှားရဲ့မဆိုင်ပြစ်ခတ်ခံရတာကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ကြတာပါယူကရိန်းဘက်ကတင်ဆက်ပေးပြီးတော့မှမကြပါဘူးဗီဒီယိုကလွတ်လွတ်တဲ့တခြားစီးရေးလေးလာသူတွေစီကိုရောက်တော့ပါတယ် Ace ကအကောင့်တစ်ခုမှာတော့ယူကရိန်းကဗန်ပိုင်းအားလေကြောင်းကောက်ကွေးရေးစနစ်မှာပါတယ် APKWS မဆိုင်နဲ့ပြစ်ခတ်သွားနိုင်တာလို့ပြောပါတယ်ဒါက drone တွေအတွဲရည်ရွယ်ထုတ်လုပ်ထားတဲ့လက်နက်ကအစင်းမြင့်လက်နက်တစ်ခုကိုဖျက်ဆီးလိုက်နိုင်တဲ့ဂျုံတောင်းဂျုံခဲဖြစ်ရပါပဲဒါကြောင့်မို့ပူတင်ကအတော်လေးကိုဒေါသထွက်ခေးရမယ်ထင်ပါတယ် ယူကရိန်းကရုရှားရဲ့ drone တွေကိုလည်းဖျက်ဆီးနိုင်ဖို့အခွင့်အလမ်းပိုရလာပါတယ်။ရုရှားကတော့ drone တွေကိုဈေးတက်တက်တတနဲ့အရေးအတွက်ပုံများများထုံးနိုင်ပြီးတော့ရှေ့ထွင်လို့လည်းရပါတယ်။ဒါပေမဲ့ဒေါ်လာ9သိန်းနဲ့မဆိုင်ကတော့လွယ်ကူမနေပါဘူး။ယူကရိန်းဘက်ကဈေးတက်တက်တတနဲ့ပြစ်ချနိုင်ခဲ့တာကပူတင်အတွက်တော့စိုးရိမ်စရာပါ။အနောက်အစုဘက်ကသာဒီလိုလက်နက်တွေကိုပိုပြီးပေးတာကရင် KA69 ကဘာမှမဟုတ်တော့တဲ့အထိဖြစ်လာနိုင်ပါတယ်။စီးရီးသုံးသပ်သူတွေနောက်ထပ်ပြောတာက BRAWLR မဆိုင်းကိုလည်း APKWF ပြစ်ခတ်ဖို့အတွက်ယူကရိန်းကတုံးနေတယ်ဆိုတာပါ။သူကတော့ဈေးနှုန်းမတိရပါဘူး။ဒါပေမဲ့တေချာတာကတော့ယူကရိန်းကဒီမဆိုင်းတွေ ကိုတစ်ခုပြီးတစ်ခုထပ်တုံးနိုင်ပါတယ်။ရုရှားကသူ့ရဲ့ KH-69 ကိုထက်ခတလေလေတုံးဖို့ဆိုရင်အရှင်ယူရပါတယ်။ဈေးကြည့်တဲ့အတွက်ကြောင့်ပါ။ KH-69 ကအဆင်မြင့်ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ရန်သူကိုပြစ်ခတ်ဖျက်ဆီးဖို့အတွက်ပါ။အဖျက်ဆီးခံအဖို့မဟုတ်ပါဘူး။ယူကရိန်းစစ်ပွဲကအခုထိမပြီးသေးတဲ့အပြင် ရုရှားရဲ့လူနေအိမ်တွေကိုတိုက်ခိုက်တဲ့ထုံးစံကလည်းဆက်ဖြစ်နေတော့မှာစီးရဲသတင်းတွေကိုတင်ဆက်နေတဲ့ဒီမီလီတာညီဝက်ဆိုက်မှာတော့ရုရှားရဲ့အော်တိုဘာစီးရဲနေညာကလုခဲ့တဲ့တိုက်ခိုက်မှုတွေအကြောင်းကိုပြောပြထားပါတယ်ရုရှားကအဲ့ဒီညမှာ drone တွေ missile တွေ cruise drone တွေနဲ့ ballistic missile တွေကိုအရေးအတွက်များများသုံးခဲ့ပါတယ်ယူကရိန်းရဲ့စွမ်းအင်ခံတာကိုထိခိုက်အောင်အတွက်လုခဲ့တဲ့တိုက်ခိုက်မှုတခုလို့ပြောပါတယ်ဆောင်းရာသီရောက်တော့မယ်ဆိုရင်ဒီလိုအဖြစ်အပျက်တွေကဖြစ်လာနိုင်ကြပါ 2020နှစ်မှာကလေးကဆောက်ရတီရောက်ခါနေရဲ့ယူကရိန်းစွန့်ရင်ကဏ္ဍကပြင်းထန်ဖြစ်လာတဲ့ပါတယ်။ဆေးရည်ကဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကအောင်မြင်တယ်လို့ပြောရပါလိမ့်မယ်။ယူကရိန်းရဲ့နေရာတော်တော်များများနဲ့ကီယက်မြို့တော်မှာလည်းအပြည့်အစီတွေရှိခဲ့ပါတယ်။မြို့တော်ကရက်ွက်တချို့ကလည်းတိုက်ခိုက်မှုအကျိုးဆက်အနေနဲ့လျှက်စင်မီပြတ်တောက်တာတွေဖြစ်ခဲ့ပါတယ်။ပါရှစ်စကီခရိုင်မှာတော့ရုရှားဒရုန်းကြောင့်လူနေအိမ်တွေထိခိုက်တော့ပါတယ်။ပိုရီစကီနဲ့ဒီဒန်နီယက်စကီခရိုင်မှာလည်းဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ဆာဟက်ဒရုံအပြည့်အစီနဲ့အစာအနာတွေကိုအဲ့ဒီခရိုင်ကူမှရှိတဲ့ဒီကွင်းပြင်နဲ့ဆေးပေကန်းတွေမှာတွေ့ခဲ့ရပါတယ်။ဆေးရုံဆေးကန်းတွေနဲ့လူနေအိမ်တွေကိုတိုက်ခိုက်တာကရာဇဝဲမှုဖြစ်ပေမဲ့ယူကရိန်းစစ်ပွဲမှာတော့ကြုံနေကြအရာ ဖြစ်နေပါပြီ။ဇာပရီရှာကအစာအုပ်တချို့ဆိုရင်လည်းဒရုံကြောင့်ထိခိုက်တာတွေဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီမှာတော့ပေါက်ကွေးမှုအစာအနာတွေကြောင့်ခုနှစ်နှစ်အရွယ်ယောက်ျားလေးတယောက်နေရာမှာတင်ဆုံးတော့ခဲ့ရပါတယ်။ ကီယက်ကလူနေတိုက်ခဲတစ်ခုမှလည်းဒရုန်းကြောင့်ပဲလူဆေးနှစ်ယောက်ဒဏ်ရာရတော့ခဲ့ပါတယ်။ဒီတွေက၈ယောက်ကတော့ဆေးရုံတက်ရတယ်လို့ပြောပါတယ်။ဒီတော့ဆေးရနေ့တုန်းကဖြစ်တော်ခဲ့တဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာအပြည့်အစည်တွေတော်တော်ကျုံခဲ့ရတယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောလို့ရပါတယ်။တကယ်လို့သာ KH-69 ကိုအဲ့ဒီညမှာဖျက်ဆီးလိုက်နိုင်ရင်ထိခိုက်မှုကပိုပြီးတော့မှကြီးမားလိမ့်မယ်လို့ပြောလာကြပါတယ်။ဒါကိုဖျက်ဆီးခဲ့တာကလည်းတခြားတော့မဟုတ်ပါဘူး။ဈေးပေါ်တဲ့လက်နက်တစ်ခုနဲ့ပါပဲ။ ဒီတော့ယူကရိန်းတွေတုံ့တော်ခဲ့တဲ့လက်နက်ဘက်ကိုပြောရအောင်ပါ APKWS လက်နက်စနစ်ကစိတ်ဝင်စားဖို့ကောင်းတဲ့စနစ်တစ်ခုပါပဲ UK ရဲ့ BAE System လက်နက်ကုမ္ပဏီကထုတ်လုပ်တာဖြစ်ပြီးတော့ဒီကုမ္ပဏီကလေချောင်းနည်းပညာမှာဆရာတစုပါပဲဒါပေမဲ့အခုလက်နက်ရဲ့အစီအစဉ်က American ကာကွယ်ရေးဌာနရဲ့အစီအစဉ်ပါဆိုလိုတာက American ရဲ့စိတ်ကူးကို UK ကုမ္ပဏီဘက်ကထုတ်ပေးခဲ့ရတာပါနောက်ပိုင်းမှာတော့ American တနိုင်ငံတွေမဟုတ်တော့ပဲအခြားမဟာမိတ်တွေပါတုံးလာပါတယ် ဒီတော့ KA69 ကိုဖျက်ဆီးခဲ့တဲ့လက်နက်ကယူကရိန်းလက်နက်မဟုတ်ပါဘူး။အနောက်အုပ်စုရဲ့လက်နက်ပါ။ယူကရိန်းကဒီလက်နက်ကိုအပြစ်ပြောစရာမရှိအောင်တုံ့ပြန်တော်ခဲ့ပါတယ်။လက်နက်ရဲ့မမြင်ရသေးတဲ့အစုံအစာကိုလည်းယူကရိန်းကထုတ်ပြန်တော်ခဲ့ပါတယ်။လက်နက်ထုတ်တဲ့နိုင်ငံတွေတောင်မှဒီလောက်အထိမမျှော်မှန်းထားကြပါဘူး။ APKWS လက်နက်ကတမျိုးလေးလာတာတော့မဟုတ်ပါဘူး။သူနဲ့အတူတူတွေးပြီးတုံ့ပြန်တဲ့စနစ်တွေနဲ့ပါလာတာပါ။ APKWS ရဲ့အရှိကတော့ Advanced Precision Key Weapon System လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့အစင်းမြင့်တီချာမှုရှိတဲ့တိုက်ခိုက်ရေးလက်နက်လို့ပြောရပါလိမ့်မယ်။မီဒီယာတွေမှာတော့ဒီလက်နက်က80 mm ရှိတဲ့ Hydra ဒုံးကျည်ကိုလေဆာလိုလက်ညွန်စနစ်ထိထားတဲ့လက်နက်လို့ပြောပါတယ်။ဒီလက်ညွန်စနစ်ကစီမီအက်တီလေဆာလို့ခေါ်တဲ့လေဆာလိုင်းတွေကိုအပိုင်းကစားထုတ်လွှင့်တဲ့ရေဒါနဲ့ပါလာတာပါ။ဒီလေဆာလက်ညွန်စနစ်ကြောင့်ပဲရုရှားရဲ့ကိုပြောင်းလို့သတ်မှတ်ထားတဲ့မဆိုင်ကိုရှင်းထုတ်နိုင်ခဲ့တာပါ။ ယူကရိန်းအတွက်တော့ APKWS လက်နက်တွေကတိတ်မစိမ့်တော့ပါဘူး။2023မှာကလေးကသူတို့တွေတုံးနေကြပါပြီ။တကယ်တော့ APKWS နဲ့ယူကရိန်းကိုအထီးနာအောင် လုပ်ခဲ့တဲ့ရုရှားရဲ့ဂလိုင်ဘုံတွေကတိတ်မခေါ်ချပါဘူး။ဂလိုင်ဘုံမှဆိုရင်ဆိုဗီယက်လက်ထက် FAB ဘုံတွေကိုအတောင်ပံနဲ့လက်ညွန်စနစ်အသေးစားတွေထိထားတာပါ။ APKWS ကတော့ဒီလိုနီးလန်းမျိုးနဲ့ပါပဲ။ဒါပေမဲ့ကာကွယ်ရေးအတွက်တုံးတာပါ။ဒီလက်နဲ့အမျိုးအစားကအသေးအဆန်းတော့မဟုတ်ပါဘူး။ လင်းရံတွေမှာတက်ဆင်ထားကြတဲ့လက်နက်တွေတွေမှာပါပါတယ်အဓိကကတော့မြေပြင်တိုက်ခိုက်ရေးအတွက်သုံးကြတာပါအခုလို drone တွေပေါ်ပေါ်များများသုံးလာချိန်ရောက်တဲ့အခါမှာဒါ drone တိုက်ဖြတ်ရေးမှာဝင်လာတာပါသူရဲ့ငိုရည်ရွယ်ချက်ကတိုက်ခိုက်ရေးပါပဲဘာကြောင့်ဒီဂလိုက်ဘုံနဲ့မကော်တဲ့လဲဆိုတာကိုပြောရမယ်ဆိုရင်တော့လက်နက်မှာကအပိုင်း၃ခုနဲ့လာပါတယ်ပထမဆုံးအပိုင်းကထိပ်ဘူးပါပောက်ကွေးစေတတ်တဲ့ထိပ်ဘူးတစ်ခုပါအများကြီးတွေလိုပါပဲဒုတိယအပိုင်းကတော့လက်ညှိုးစနေပါတဲ့အပိုင်းပါ ဒီအပိုင်းကရှင်းရှင်းလင်းမလောက်အရှိရှိပါတယ်နောက်ဆုံးအပိုင်းကတော့ကျွန်တော်စောစောကပြောခဲ့တဲ့ Hydra တုံးကြီးပါသူကဒီပြန်တမ်းမှုအတွက်လိုအပ်တဲ့တွန်းကန်အားကိုပေးပါတယ်လန်နဲ့တစ်ခုလုံးရဲ့စုစုပေါင်းအရှိက84လမ်းမလောက်ရှိကြပါတယ်လန်နဲ့ရဲ့လေးချိန်ကတော့32ပေါင်ကနေပေါင်40လောက်ရှိကြပါတယ်ပြန်တမ်းမှုအတွက်သုံးတဲ့တုံးကြီးမှာယူကရိန်းသုံးတဲ့အမျိုးအစားကမြန်တယ်လို့ပြောပါတယ်သူရဲ့အချိန်ကတော့တနအီဂိုမိုင်2000နဲ့နေရာလုံးရှိပါတယ် ဒါက mastery လို့ခေါ်တဲ့အသင်္ထက်၃စားနီးပါးမြင်တဲ့အရှိန်ပါပဲ။ဒါကြောင့်လည်းရုရှားရဲ့ KH-69 ကိုထိမှန်နိုင်ခဲ့တာပါ။လန်နရဲ့ထိပ်ဖူးမှာတော့ပေါင်ကွေးစေတဲ့ရန်လိုလိုအရာတွေပါဝင်ပြီးတော့အလေးချိန်က၁၀ရှိပါတယ်။လန်နရဲ့အချိန်လုံးပေါင်ကွေးမှုပြင်အားတိကျမှုဓာတ်တွေကြောင့်အစွန်းထက်တဲ့လန်နတခုဆိုရင်လည်းမမှားပါဘူး။ UK ကလည်းဒီလန်နကိုသစမဟာမိတ်တွေစီရောင်းချဖို့ဝင်မလေးဘူးလို့ပြောရမှာပါ။ နိပညာအရာလည်းတခြားနိုင်ငံတွေကိုမျှော်ဝေဖို့တွန်းလို့ရမယ့်အထိအဆင်မြင့်လွန်းတာတော့မဟုတ်ပါပါဘူး။ဒါမဲ့လည်းနဲ့နိပညာလောက်ပဲရှိတာပါ။ယူကရိန်းကိုထောက်ပံ့ပေးတာကိုပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်အရင်အဆင်မြင့်တဲ့အမျိုးအစားမဟုတ်တာကိုသိနိုင်ပါတယ်။ဒီလနဲ့ကဆင်းနှင်းလောက်အစွန်ပြားခဲ့ပူပြီးပါပြီ။အများစုကတော့တိုက်ခိုက်ရေးမှပဲအစွန်ပြားခဲ့တာပါ။ပြမတ်ကိုတလဲမလောက်အကော်နဲ့ပဲထိမှန်တာဖြစ်လို့ဆေးလက်နဲ့မှတီချာမှုကောင်းတဲ့အနေအထားမှရှိပါတယ်။ 69ကိုဖျက်ဆီးခဲ့တဲ့ကိစ္စမှာလည်းသူ့ကိုထိမှန်တော်ပြီးမှပေါက်ကွေးဖျက်ဆီးသွားတာပါဒီလိုနှီးလန့်တဲ့ဖျက်ဆီးတာကြောင့်တခြားမဆိုင်တဲ့အရာတွေကိုထိခိုက်နိုင်မှုကယောနေတော့ပါတယ်အဲ့ဒီညာကပေါက်ကွေးမှုမှာလည်းလက်နဲ့အစားတွေကမြေပြင်ပေါ်ကိုတိတ်မချခဲ့ပါဘူး BAE system ကတော့သူ့ရဲ့ APKWS လက်နက်ကလက်ညွန်စနစ်မပါတဲ့ဒုံးကျင်နဲ့ပေါက်ကွေးမှုပြင်းတဲ့ခေယမ်းတွေရဲ့စုံမဲ့တစ်ခုဆိုပြီးတော့မပြောထားပါဘူး American စစ်တပ်လေတပ်ရေတပ်နဲ့ မရိန်တက်တွေကလည်းဒီလက်နက်ရဲ့တိကျမှုတန်ဇက်ကဖောက်ထွက်နိုင်မှုနဲ့တခြားလက်နက်တွေထက်ပုံကြားစရိတ်နေမှုတွေကြောင့်သဘောကျတဲ့အထိမှာပါပါတယ်ယူကရိန်းကဒါကြောင့်လည်း APKWS တွေကိုသဘောကျရတာပါလက်ညှိုးစနစ်မပါတဲ့ဒုံးကျည်တွေနဲ့ပြစ်မှတ်ကိုပြစ်မှတ်အစားလက်ညှိုးစနစ်ပါတဲ့ဒုံးကျည်တွေကိုပို့လိုအပ်ပါတယ်ဒါပေမဲ့ပြဿနာကတော့အဲ့ဒီလိုလက်ညှိုးစနစ်ပါတဲ့လက်နက်တွေကဈေးနှုန်းကြီးတာပါစစ်ပွဲနဲ့နှစ်ဖူးတွေ့ဒုတိယကြုံရတဲ့ယူကရိန်းကဒါကိုမတက်နိုင်ပါဘူး BAE system ကလည်းယူကရိန်းမှာဒီလိုလက်ညှိုးစနစ်ပါတဲ့လက်နက်တွေကအကန့်အသတ်နဲ့ပဲရှိတဲ့ APKWS ထက်လည်းသူတို့ကဇေကြီးတယ်လို့ပြောပါတယ်။တကယ်လည်းဟုတ်ပါတယ်။ယူကရိန်းမှာက Patriot စနစ်ရှိထားပေမဲ့အမြဲတမ်းမသုံးပါဘူး။မဆိုင်တစ်စင်းကဇေအရင်ကြီးတဲ့အတွက်ကြောင့်အရေးပါတဲ့နေရာတွေအတွက်ပဲသုံးရတာပါ။ပြည်သူတွေကို Patriot တွေနဲ့မကောက်ခွေပေးနိုင်ပါဘူး။ဒါပေမဲ့ Patriot လို့စွမ်းဆောင်နိုင်ပြီးတော့မှဒေါ်လာ2000ကျွေးလောက်ပဲတန်ကြီးရှိမဲ့လက်နက်နဲ့ဖြစ်မဲ့ဆိုရင်တော့ အရှိအနေကတမျိုးတစ်ပုံပြောင်းသွားနိုင်ပါတယ်။ရုရှားရဲ့အော်တိုဘတ်၁၀ရက်ကတိုက်ခိုက်မှုတို့လိုအွန်လိုင်းကျင်းလိုက်တိုက်ခိုက်မှုတွေကအရာမရောက်နိုင်တော့ပါဘူး။ယူကရိန်းကဒီလက်နက်တွေနဲ့ကာကွယ်လာခဲ့တာ2023လောက်ကတည်းကပါ။ရုရှားရဲ့တိုက်ခိုက်မှုတွေကိုခုခံတာနဲ့တံပြန်တိုက်ခိုက်တဲ့နေရာတွေမှာ APKWS တွေကအသုံးတော်ခံခဲ့ရပါတယ်။ကာကွယ်တဲ့နေရာမှာတော့အများစုက drone တွေကိုဖျက်ဆီးခဲ့တာပါ။စီရနေ့ကတော့ drone ထက်အစာပေါင်းများစွာအဆင်မြင့်တဲ့ ကိုပြောင်းမှန်ဆိုင်ကိုဖြတ်စည်းနိုင်ခဲ့တာကတော့အတော်လေးအင်အားသင်းစရာပါပဲဒီတော့ဘာကြောင့်အင်အားသင်းဖို့ကောင်းတယ်လဲဆိုတာကိုသိဖို့အတွက် K69 အကြောင်းနဲ့ပါပြောမှရပါလိမ့်မယ်ဒီလက်နက်ကရာရှားလက်နက်ပါ APKWS နဲ့ဂျာပြတ်ဖြက်စည်းနိုင်ခဲ့တဲ့လက်နက်ဆိုရင်လည်းမမှားပါဘူး။မီလီတာညီရဲ့ယူကရိန်းတိုက်ခိုက်မှုအကြောင်းဆောင်းပါးတွေကနေကြည့်ရပါလိမ့်မယ်။သူပြောတာကတော့ KH-69 ကလွန်ခဲ့တဲ့2009မှာစပြီးပေါ်ခဲ့တာပါ။အဲဒီချိန်ကတော့ KH-59 MK2 လို့ပဲခေါ်ပါတယ် သူကတော့ရုရှားရဲ့ Raduga State Machine Building Design Bureau ကနေဖန်တီးခဲ့တာပါ2015မှာတော့ဒီလက်နက်ကိုကိုပြောင်းနည်းပညာတွေနဲ့ပြန်ပြီးအသင်းမြင်ဖို့လုပ်ခဲ့ကြပါတယ် UAJ ကတော့ Ukraine ကပြန်ပြီးမခုခံနိုင်အောင်လို့ပါ2014 2015ဆိုတာ Crimea စစ်ပွဲကာလပါ Crimea စစ်ပွဲကခဏတာဖြစ်ခဲ့ပေမဲ့သူရဲ့ရိုက်ခဲမှုကလက်ရှိ Ukraine စစ်ပွဲအထိတောင်မှရှိနေသေးတာပါမဆိုင်မှာပါတဲ့လက်ညွန့်စနစ်တခုတွေကိုပဲဘာမှမပြင်ဆင်ခဲ့တာပါ နောက်ပြီးတော့ဒီဇိုင်းပိုင်းမှာလည်း SUPPT 7တို့လိုမျိုးဆက်တစ်လေယံနဲ့ကိုင်းကြီးအောင်ပြင်ခဲ့ပါတယ်ဒါပေမဲ့ဒီလေယံအမျိုးအစားတစ်ခုတည်းမှာပဲသုံးနိုင်တာမဟုတ်ပါဘူး SU30MK SU34 SU35 MiG29K နဲ့ MiG35 တွေမှာပါတက်ဆင်ပြီးအသုံးပြုနိုင်ပါတယ်အစားလက်တွေအရာတော့ဒီလက်နက်ကပေါင်ရှောင်း84လေးတဲ့ပေါက်ကွေးစေနိုင်တဲ့အရာတွေကိုတည်ဆောက်ထားပါတယ်ပေါက်ကွေးအပြင်းနဲ့လက်နက်တွေတွေမှာပါပါတယ်ဒါကြောင့်လေ APKWS ထိမှန်ချိန်မှာဆက်ရှင်းကိုပေါက်ကွေးတော့တာပါ သူရဲ့အချိန်တုန်းကတော့တနအီကိုမိုင်၈၂၀လောက်ပဲရှိပါတယ်။ဒါကြောင့်သိမ့်မမြင်တဲ့မတ်ဆိုင်တစ်ခုလို့ပြောလို့ရပါတယ်။သူရဲ့ဒီပြစ်ခတ်နိုင်တဲ့အကော်ဝေးကတော့မိုင်၁၈၀ကနေ၂၅၀အတွင်းရှိပါတယ်။ဒါကြောင့်မတ်ဆိုင်ကတာဝေးအတွက်ကောင်းမိမယ်အချိန်နှေးတဲ့ပြဿနာရှိနေတယ်လို့ပြောရမှာပါ။ပါမင်ကြည့်ရင်တော့သူရဲ့အချိန်ကမနှေးပါဘူး။ယူကရိန်းမှာရှိတဲ့ဈေးပေါ်တဲ့ APKWS Nation ရောနှေးပါတယ်။ပါမင်မတ်ဆိုင်တွေနဲ့မတူတာက KA69 မတ်ဆိုင်မှာကိုပြောက်စွန်းကြီးရှိတာပါပဲ။ သူ့ကိုကိုပြောင်းစွန့်ကြီးအတွက်အထောက်အကူပေးတဲ့ပစ္စည်းတွေနဲ့တိစောက်ထားပါတယ်2024ကဆိုရင်ဘူဂေရီးယားကနေပြီးတော့မှ KH69 ကိုကိုပြောင်းမှန်ဆိုင်ဆိုပြီးဖော်ထုတ်ပေးပူပါတယ်ဒီစကားကိုရုရှားဘက်ကအတော်လေးသဘောကျခဲ့တာပါသူတို့စီမှာအနောက်အုပ်စုကိုရှောင်းလန်းနိုင်တဲ့ကိုပြောင်းလက်နက်တစ်ခုရှိပြီဆိုပြီးတော့မှသဘောကျခဲ့တာပါပြင်းထန်တဲ့ UK ရဲ့ Strong Shell တို့ American ရဲ့ AGM 158နဲ့ Germany ရဲ့ Tarret Missile တွေထပ်တော့မှကြော်လွန်ပြီးအကြီးအသေးကောင်းတဲ့လက်နက်လို့လည်း Bulgaria ကပြောခဲ့ပါတယ် ဒါပေမဲ့ဒီစွန်းကြီးတွေကယူကရိန်းရဲ့ဒေါ်လာ2000ကျွေးနဲ့ APKWS နဲ့တွဲချိန်မှာတော့ကြာရှုံးတော့ခဲ့ပါတယ်။ဒါကအရှက်ရစရာကောင်းတဲ့ကိစ္စပါ။ဒါပေမဲ့ရုရှားကတော့ရှက်ပုံနဲ့မရပါဘူး။စစ်ကွေးတစ်လျှောက်မှာရုရှားအရှက်ကွေခဲ့ရတဲ့ဖြစ်ရပ်တွေကလည်းမနေပါဘူး။ပြီးခဲ့တဲ့စက်တင်ဘာလမှဆိုရင်လည်း KH-69 ကိုယူကရိန်းတွေကပထမကမ္ဘာစစ် Legend စက်တနက်နဲ့ပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့ဆိုပြီးတော့မှသတင်းထွက်ခဲ့ပါသေးတယ်။ဒါတွေကြောင့်ရုရှားကသတင်းတွေမှာပြောကြတဲ့လိုမျိုးအစွန်းတက်တက်လက်နက်တွေပိုင်ဆိုင်နေတယ်ဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ီတော့ KH69 ကိုတော့မှပြစ်ခတ်နိုင်ခဲ့လို့လာမယ့်အချိန်တွေမှာယူကရိန်းကောက်ပွေးရေးကဘလို့ဖြစ်လာမှာလဲကျွန်တော်တို့ကြည့်အောင်ပါ APKWS က KH69 လို့မဆိုင်ကိုဖျက်ဆီးနိုင်ခဲ့လို့တခြားလေကြောင့်ကောက်ကွေးရစနစ်တွေနေရာမှာအစားထိုးမှာတော့မဟုတ်ပါဘူး။ဒီဖြစ်ရက်ကအင်အားတင်းစရာဆိုပေမဲ့တခြားလက်နက်တွေကိုပြစ်ပေလိုက်ဖို့တွန်းအားတော့မပေးပါဘူး။အဲ့ဒီအစားယူကရိန်းကအစွမ်းထမ်းနိုင်တဲ့လေကြောင့်ကောက်ကွေးရလက်နက်တမျိုးကိုတွေးတော့တာလို့ပဲပြောရပါမယ်။ယူကရိန်းက ဒီလိုအစွမ်းထက်တဲ့ကာကွယ်ရေးစနစ်တွေကိုလိုအပ်ပါတယ်။တမျိုးတည်းကိုပဲလိုအပ်တာမဟုတ်ပါဘူး။ဒီအခုအောက်တိုဘာလမှာဆိုရင်ရုရှားကယူကရိန်းကို ပထမအပတ်မှာနေတိုက်ခိုက်မှုကြီးကြီးမားမားနဲ့လုပ်လာပါတယ်။အေဂျာဇီရာနဲ့ဒီဇလန်စကီရဲ့အင်တာဗျူးမှာဆိုရင်ဇလန်စကီက drone 3000နဲ့တရာမဆိုင်60နဲ့ဂလိုင်းဘုံအလုံးပေါင်း1000နဲ့တရာကျော်နဲ့တိုက်ခိုက်ခံရတယ်ဆိုပြီးပြောထားပါတယ်။ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့ဆိုရင်ယူကရိန်းမှာပိုကြီးတတ်တာမှမဟုတ်ပိုပြီးစွန့်ညီမြင်တဲ့ကာကွယ်ရေးစနစ်တွေကိုလိုအပ်လာပါတယ်။ ဈေးနှုန်းမရတဲ့ကြည်လို့မဖြစ်ပါဘူး defense block ကနေလဲ KA69 လို့လို့ကိုပြောင်းမဆိုင်ကိုဟန်တားနိုင်တာက ယူကရိန်းလေကြောင်းကောက်ွေရဲ့ထိရောက်မှုနဲ့စွန့်ရီအစ်စ်ကိုပြသလိုက်တာပါအနောက်နိုင်ငံတွေရဲ့လက်နက်တွေက ယူကရိန်းစနစ်နဲ့ဘလောက်အံဝန်ခွင်ကြဖြစ်နေသလဲဆိုတာကိုလည်းပြနေတာလေဆိုပြီးတော့မှတုံ့ပြန်ထားပါသေးတယ်ယူကရိန်းတွေကတော့သူတို့လက်နက်တွေရဲ့လုံနိုင်စုံတွေကိုတဖြည်းဖြည်းနားလေလာနေပါပြီနောက်ပိုင်းမှာတော့လေကြောင်းကောက်ွေရဲ့ခံတားကပြောင်းလဲလာမယ့်သဘောရှိပါတယ် ရှားဟက်ဒရုန်းတွေကိုတားဆီးဖို့အတွက်ဒရုန်းတွေကိုလည်းယူကရိန်းဘက်ကဖန်တီးထားတဲ့အတွက်နောက်ပိုင်းမှာ APKWS တွေကဒရုန်းအစားမက်ဆိုင်းတွေကိုပဲဟန်တားလာရနိုင်ပါတယ်။ဘလို့ဖြစ်လာမှလဲကတော့ဆဲကြည့်ရပါဦးမယ်။တေချာတာကတော့အခုဖြစ်ရတဲ့ကြောင်းရုရှားမှာရိုက်ခဲမှုတွေဖြစ်နေမှာပါ။တကယ်တော့ KH-69 တွေကနိုင်ငံသားကိုရောင်းချဖို့အတွက်ဖန်တီးထားတာပါ။ရုရှားမှာလည်းတုံးနိုင်ပေမယ့်နိုင်ငံသားကိုလည်းထုတ်ရောင်းချနိုင်အောင်လို့ပါ။ဒီနေ့ဇော်နာ20ရက်နေ့မှာဆိုရင်လေဒီ defense.in ကနေပြီးတော့မှတရင်တစ်ခုကိုတင်ခဲ့ပါတယ်။ဒါကတော့ရုရှားက KH-69 တွေကိုအိန္ဒိယရဲ့ SU-30 တွေအတွက်ရောင်းချမယ်ဆိုပြီးတော့ပါ။အိန္ဒိယကရုရှားရဲ့လက်နက်ဖောက်တွေဖြစ်နေတာအရှင်းတစ်ခုရှိနေပါပြီ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့အရှင်းကနိုင်ငံလက်နက်ရဲ့86%ခန့်ကိုရုရှားစီကနေဝေနေချဖြစ်တဲ့အိန္ဒိယက2023လောက်မှာတော့36%ခန့်လောက်ကပဲရုရှားထုတ်တွေဖြစ်နေတာပါ။အခုဒီ KH-69 ဖြည့်စည်းခံရတဲ့တရင်တွေဖြစ်လာချိန်မှာတော့ အိန္ဒိယကလည်းဝေယူမဲ့အစီအစဉ်ကိုပြန်ပြီးတော့မှစဉ်းစားကောင်းစဉ်းစားလာပါပါ။ဒါမှမဟုတ်အတိုင်းအတာတစ်ခုအထိပဲဝေယူတာတွေလုပ်လာနိုင်ပါတယ်။ရုရှားအစားဥရောပရဲ့ strong shadow နဲ့ဒီ Taurus တွေကိုဝေယူတာတွေတောင်မှလုပ်လာနိုင်ပါတယ်။အိန္ဒိယကပြင်သစ် UK တို့လိုနိုင်ငံနဲ့ပူရင်းနေကြပါတယ်။ K69 ဖြက်စီးခံလာရတာကမဆိုင်ပဲပျက်စီးသွားတာမဟုတ်ပါဘူး။အနာကဲလက်နဲ့ရောင်းရှားနိုင်ရေးကလည်းတနည်းနည်းနဲ့ရိုက်ခက်ကြီးခိုက်လာမှာပါ။ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုတ်မှပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great အမှတ်စဉ်အောက်လမ်းမှဘွဲလမ်းမနဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39 668 9112 625နဲ့ 399653936939လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။